ကျမချမရှိခုနှစ်တတမီအားလုံးမင်္ဂလာပါကျမကတော့ဆ ెమ အင်ဂျင်ဂျမ်မူပဲဖြစ်ပါတယ်အကျမချမရှိခုနှစ်တတမီတွေပေါ့နော်ဒီနေ့ကျမကနေပြီးတော့ဖိတ်ကက်ပိုင်းလေးတွေကနေတဆင်ပေါ့နော်အမိရှိတို့ရဲ့မကြခင်မှာလိုချင်ဆုံးအရာပေါ့နော်မကြခင်မှာရရှိမှာလားဆိုတဲ့အဖြစ်ကိုပိတ်ကက်ပိုင်းလေးတွေကနေတဆင်ကျမကနေပြီးတော့ပြပြပေးရမှာပဲဖြစ်ပါတယ်မိရှိတို့ကပြုတ်လောက်ရမှာတော့ဒီ တဲရကက်ကလေးသုံးကက်ထဲရနေပြီးတော့ကိုနှစ်သက်ရပါတော့တဲရကက်ကလေးတကက်ကိုမိစိတ်ထဲရနေပြီးမှတ်ထားရမှာပဲဖြစ်ပါတယ်ဒီတဲရကက်ကလေးသုံးကက်ရဲ့အဖြေကိုကျွန်မပြပြပေးပါမှာပဲဖြစ်ပါတယ်ဟောရာတော့ pin 1ဟောရာတော့ pin 2ဟောရာတော့ pin 3ပေါ့နော်မိမိနှစ်သက်ရကက်လေးတကက်ကိုရွေးချယ်လိုက်ပေါ့နော် okay ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်မနေပြီးတော့ကက်ကလေးတွေရဲ့အဖြေကိုပြပြပေးပါမှာပဲဖြစ်ပါတယ် အရင်ဆုံးပေါ့နော်ဖိုင်ဝမ်လေးရဲ့အဖြေကိုပြဖြတ်ပြရမှာပဲဖြစ်ပါတယ်ဖိုင်ဝမ်လေးကိုရွေးချယ်ထားတဲ့သူတွေကတော့မိမိလိုချင်တဲ့အရာကိုမကြခင်မှာရရှိမှာလားဆိုရင်အဲရရတော့ရလိမ့်မယ်ဒါပေမဲ့ခိတ္တခဏစောင့်ဆိုင်ပြီးမှ ရရှိမယ်ဆိုတဲ့သဘောမျိုးမှာရှိတယ်မိမိရဲ့အလုပ်ကိစ္စတွေဒါမှမဟုတ်မိမိမိသားစုရဲ့အလုပ်ကိစ္စတွေပေါ့နော်အဲဒီကိစ္စတွေကိုမိမိကပြီးတော့မှ မိမိလိုချင်တဲ့အရာကိုရရှိမှာပေါ့နော်။ဒါဆိုတော့မိမိကခိတ္တခဏစောင့်ဆိုင်ပြီးရင်မိမိကရရှိလိမ့်မယ်။ရရောရလာလိမ့်မယ်ပေါ့နော်။မပူးနဲ့။ Okay ။ Fine tool လေးရဲ့အဖြေကိုဆက်လက်ပြီးတော့ပြပြပေးပါမယ်ဖြစ်ပါတယ်။ Fine tool လေးကဘာပြောထားလဲဆိုရင် ဇထဝါပေါ့နော်အထဝါဆိုတဲ့နမိတ်မျိုးကိုကြာနေတဲ့အတွက်ကြောင့်မိမိလိုချင်တဲ့အရာကိုရမှလားဆိုရင်လက်တလုံးမှတော့မရသေးဘူးပေါ့နော်ရဖို့ကလည်းမိမိကအခက်အခဲတွေနဲ့တွေ့ကြုံနေရတယ်ပေါ့နော်အခက်အခဲတွေတွေ့လာဖို့လည်းရှိတယ်မိမိကိုနှောက်ရှက်နေတဲ့အနှောက်အယှက်တွေလည်းရှိတယ်ဒါကြောင့်မိမိကအနေငယ်တော့သတိထားတဲ့နဲ့မိမိလိုချင်တဲ့အရာကိုလည်းလက်တလုံးမှတော့မိမိကရမှမဟုတ်သေးဘူးမိမိကစောင့်ဆိုင်းရမှာပေါ့နော် okay fine 3လေးကဘာပြောထားလဲဆိုရင်အဲ စစ်ဆော့ကက်ပေါ့နော်အခွက်ပလား6ခက်6ခွက်ဆိုတဲ့နမိတ်မျိုးကိုကြနေတဲ့အတွက်ကြောင့်မိမိကမိမိလိုချင်တဲ့အရာကို မကြခင်မှာပဲပျော့ပျော့ရွှင်ရွှင်နဲ့စိတ်ချမ်းချမ်းသာသာနဲ့ရရှိမယ်ဆိုတဲ့နမိတ်မျိုးမှာကြနေရပေါ့နော်အဲမိမိကအ ਨੇ ဆုံးတစ်ပတ်အတွင်းမှာပဲမိမိလိုချင်နေတဲ့အရာကိုစိတ်ချမ်းချမ်းသာနဲ့ပျော့ပျော့ရွှင်ရွှင်နဲ့မိမိကရရှိလာနိုင်မယ်အဲမိမိကပေါ့နော်ကံကောင်းရင်လက်ဆောင်တော့မှရရှိမယ်ဆိုတဲ့နမိတ်မျိုးမှာကြနေတယ်မိမိကိုယ်တိုင်ပေါ့နော်စူးစမ်းအထောက်ရတာမျိုးမဟုတ်ဘဲနဲ့ မိကတက်တောင့်တက်တာနဲ့လဲလဲကူကူနဲ့ပေါ့နော်ပျော့ပျော့ရွှင်ရွှင်နဲ့ရမယ်ဆိုရင်နမိမျိုးမှကြာနေရပေါ့နော်ဒါကတော့ပိုင်း3လေးကိုရွေးချက်ထားတဲ့သူတွေအတွက်အဖြေလေးကိုပြပြပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဒီနေ့အတွက်ပေါ့နော်တာယာပျော်ရွှင်တဲ့ညလေးကိုပိုင်ဆိုင်ကြပါစေလို့ကျမဒီကနေ့ပြီးမေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေနော်